တမူပကဖာရဲဘော်ဆယ်ရောက်အသက်ခံရတဲ့ကိစ္စစုံစမ်းအရေးယူပေးဖို့အိန္ဒိယအစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတောင်းဆိုလိုက်ပါတယ်သမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်ဆယ်ရောက်ဟာယာယီစခန်းရွှေ့ပြောင်းတာကိုတည်င်းကြိုပေးထားတဲ့ဂျာကနေဖန်စီတက်ဖြတ်ခံရတာလို့ NUG ကဆိုပါတယ် နေဆက်ရှိတော်လန်ရေးတပ်ဖွဲ့ဝင်၁၀ရာဟာအိန္ဒိယမှာနေဆက်တပ်ဖြတ်ခံခဲ့ရတယ်လို့တမူးခရိုင်ပအာဖအဖွဲ့တာဝန်ရှိသူက ပြောပါတယ်အိန္ဒိယအစိုးရအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးပေးဖို့နဲ့အပြစ်ပေးအရေးယူဖြေရှင်းပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကမေလ20ရက်နေ့ကထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။ အင်ဂျီယာနိုင်ငံဘက်ကတည်င်းဌာနတွေရဲ့အဆိုအရမေလ14ရက်နေ့မှာခြံတဲခရိုင်မှာအာတန်ရိုင်ဖယ်တပ်နဲ့မြန်မာဘက်ကလက်နက်ကိုင်အဖွဲ့တို့ကြားပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ဒီပစ်ခတ်မှုထဲမြန်မာဘက်ကလက်နက်ကိုင်10ရောက်တိစုပ်ခဲ့တယ်လို့အိန္ဒိယစစ်တပ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့ပါတယ်။